ရှုစွာဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိဖို့ဆိုရက်ကောင်းစဉ်လေးနဲ့ခွားပေးသွားမှာဖြစ်ပါရယ်။တမောသေဩရစာပထမဆောင်အခန်းနှစ်စပိုက်တိတ်ကနေလေးတိဝအခြေခံမှာဖြစ်တယ်။ငါတို့ဒီဘုရားဝတ်၌မှုလျော်ခြင်းလျှောက်ပွက်စွာကျင့်ခြင်းအမျိုးမျိုးကိုပြုတ်၍ညင်ဝတ်စိတ်ညင်စွာ နေရမည်အကြောင်းလို့ပြောရတွေ့ရတာနော်ဆိုတော့ငါတို့ဒီဆိုတော့ကယုံကြည်သူများကိုပြောတာဖြစ်တယ်အဲ့တော့ယုံကြည်သူများအနေနဲ့နော်အတိတ်ဘယ်ကတော့လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိဖို့အတွက်ဟာဒါလို့ပြောချင်တာနော်ဘာလို့ခိုင်းတယ်လဲဆိုတော့တဲ့ရှင်ဘုရင်မဆောက်ရင်မြင်အာနာရှိတော်သူအပေါင်းတို့နဲ့လူမျိုးမျိုးတို့အဖို့စွတ်တောင်းပတနာပြုခြင်း မြတ်တာပို့ခြင်းကျေးဇူးတော်ကိုချီးမွမ်းခြင်းကိုရှိဦးစွာပြုစေခြင်းကငါတိုက်တွန်းသွေးဆောင်ဤတပြောတာတွေ့ရတယ်နော်အဲ့တော့ရှင်ဘီမတ်ဆရွေဆိုရှင်ဘီရင်ဆိုတာကတော့ကိုနေတဲ့နိုင်ငံကိုအုပ်ချုပ်နေတဲ့အစိုးရမင်းကိုပြောတာတမရဖြစ်ကောင်းဖြစ်မယ်ဝင်ကြီးချုပ်ဖြစ်ကောင်းဖြစ်မယ်တခုခုပေါ့နော်ပြီးရင်လည်းမင်းအနာရှိတော်သူအပေါင်းတို့နဲ့ဆိုတော့ကမင်းအနာရှိတော်သူဆိုတာကအစိုးရ ဒီဝန်ကြီးတွေသူဝန်ကြီးချုပ်တွေမှစပြီးဝန်ထမ်းတွေပေါ့နော်အဲ့ဒါကိုပြောတာပြီးရင်လည်းဗာလဲဆိုတော့သူကလူအမျိုးမျိုးတို့ဖို့စွတ်တောင်းပရဏပြုခြင်းလူအမျိုးမျိုးဆိုတာကတော့တခြားနော်တိုင်းပြည်မှာရှိတဲ့လူတို့ပေါ့ပြည်သူလူတို့ပေါ့အဲ့တော့ပြန်ပြောမှဆိုရင်တော့ဟာလာတိုင်းပြည်မှာရှိတဲ့လူသားအလုံးရဲ့ဘယ်လိုပြောမှာနော် ဒါပေမဲ့ဦးစားပြီးတော့ရှိတာပေါ့နိုင်ငံအုပ်ချုပ်တဲ့သူရဲ့เนาะပြီးရင်လည်းဝန်ထမ်းတွေရဲ့เนาะအစိုးရမင်းတွေပြီးရင်လည်းတိုင်းသူပြည်သားတွေအားလုံးအတွက်ကျွန်တော်တို့ကယုံကြည်သူတွေကဘာလုပ်ရမလဲဆိုတော့ပရမအုပ်ဆုံးလုပ်ရမယ်လို့ကဘာရှိလဲဆိုတော့เนาะအဲဆုတောင်းပရဏပြုခြင်းတဲ့သူတို့တွေဆုတောင်းရမယ်တဲ့အဲ့တော့ဘာဆုတောင်းမလဲဆိုတော့ နော်ဒီစာပိုက်လေးမှာပါပြောလဲဆိုလူပေါင်းတို့ကဲတင်ချင်းတို့ရောက်ရဲ့တမန်တယောက်သိစေခြင်းကဘုရားသခင်အလိုတော်ရှိ၏ဆိုတော့ဘာဆိုတောင်းပေးရမလဲဆိုတော့သူတို့တွေကဲတင်ချင်းတို့ရောက်ပြီးတမန်တရားကိုတည်ဖို့အတွက်ဆုတောင်းပေးရမှာဖြစ်ပါတယ်သူတို့ကောင်းခြင်းမကောင်းခြင်းနဲ့ကိုယ်နဲ့မဆိုင်ဘူးအဲ့တော့ပရမဟုဆုံးကိုအမြဲတမ်းလုပ်ရမယ်လို့နော် ရားသခင်နှစ်သက်တော့အမှုဖြစ်တယ်တဲ့စာပိုက်သုံးပါတော့ဒါကြောင့်ဆွတောင်းပေးရမယ်ကိုနေတဲ့တိုင်းပြည်နော်မရှိတဲ့လူတွေအလုံးအတွက်ကေတင်ချင်းတို့ရောက်ပြီးသူတို့တမန်တယောက်တည်ဖို့အတွက်နော်အပင်ငယ်လွတ်ဖို့အတွက်ပြင်ဖျောက်တည်ဖို့အတွက်ဆွတောင်းပေးရမယ်ပြင်ဘာလို့မလဲဆိုတော့မြေတာပို့ချင်း နော်သူတို့တွေဘုရားသခင်ထားတဲ့ကောင်းချီးမင်္ဂလာရဖို့ကြားမာဖို့ချမ်းသာဖို့ကြွယ်ဝဖို့နော်တင်ရင်အေးချမ်းဖို့အတွက်မေတ္တာပို့ပေးရမယ်ဟောသာသဖြင့်ဒီလိုပြောပါရခင်ဗျပြေတော့ပါလို့မလဲသူတို့အတွက်ကျေးတော့ချင်းမှချင်းပြုတ်ပေးရမယ်တဲ့သူတို့ကအများသောအားဖြင့်ဘုရားမတိကြအောင်ဘုရားသခင်ကိုကျေးဇူးမတင်တကြအောင်အဲ့တော့သူတို့ကိုစားမဟုတ်နော်သူတို့အတွက်ကိုကပါလို့ရမလဲကျေးတော့ချင်းမှရမယ်နော် ။အိုးကိုရရှင်ရဲ့မြန်မာနိုင်ငံသားတွေကိုရောမသိတဲ့လူတွေအတွက်ဒီမသိတဲ့လူတွေကိုလည်းကိုရောနေကိုအခမဲ့ပို့ပေးတယ်။မိုးကိုအခမဲ့ရွာပေးတယ်။ဟာအဲယူအခမဲ့ပေးလေကိုအခမဲ့ပေးတယ်။အဲ့ဒါကြောင့်ကျွန်တော်နိုင်ငံမှာရှိတဲ့လူတွေအတွက်ကျွန်တော်ကျေးတော်ချင်းမွန်ပါတယ်။ဆိုတော့ကိုရောကျေးတင်ပါတယ်။ဆိုတော့မှဘုရားသခင်ရဲ့နော်ကောင်းမြတ်ခြင်းကိုကျေးတော်ချင်းမွန်ပေးရမယ်။ဒါလို့ပြောပါတယ်။အဲ့လိုလုပ်တဲ့ဆိုရင်တော့ ဟာလာခုနလိုအလိုတော်ကပါလေဟိုလူအပေါင်းတို့ကဲတင်ခြင်းရတမတရားတိလာမှာဖြစ်တယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့လည်းပါဖြစ်လာမလဲလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိလာမှာဖြစ်တယ်ဒီလိုပြောပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသင်းတော်တမိုင်းကိုကြည့်တဲ့အခါမှာလေအလုံးတည်တဲ့အတိုင်းပဲเนาะယောမအီခရစ်မင်းလက်အောက်မှာကျွန်တော်တို့ ဒီ AD เนาะ300လောက်ထိကအကြီးကျယ်ညှင်းမနစ်ဆက်ခြင်းခံရတာဖြစ်ပါတယ်။ဒါဆိုရင်ဘလောက်တောင်ကြာတယ်လဲဆိုတော့နှစ်ပေါင်း290လောက်250လောက်လုံးလုံးအကြီးကျယ်ညှင်းမနစ်ဆက်ခြင်းခံရပါတယ်။အဲ့လိုညှင်းမနစ်ဆက်ခြင်းခံရတော့လဲပုံကံတဲ့လူမရှိပါဘူးတကယ်စစ်မှန်တဲ့ခရိယန်တွေကသူတို့ဘာလို့လဲဒရိုင်းမဲ့ အဆုတောင်းပေးတယ်မေတ္တာပို့တယ်ကျေရွချင်းမပေးတယ်ဒီဟာပဲလောက်ကြတာဖြစ်ပါတယ်အဲ့လိုလောက်တဲ့ခါမှာနောက်ဆုံးမှာအလုံးသိတဲ့အတိုင်းပဲဒီ AD 300နဲ့33မှာနော်ဒီမီလန်ဗာလဲမီလန်ကျညာဆာရန်လာနော်ဤကရောမအီကရမင်းကြီးဒီကွန်စတန်စတင်က အမိန်ထုတ်တာအဲ့တော့ယောမအင်ပါယာတစ်ခုလုံးမှာခရိယန်ဘာသာဟာနော်အဓိကဘာသာနော်အလုံးခရိယန်ဘာသာကိုးကွယ်ရမယ်ဆိုတော့အမိန်ထွက်လာတာဖြစ်ပါတယ်အဲ့ဒီခါမှာဘာဖြစ်လာလဲနော်ဖြစ်နေညင်းပန်းနှိမ့်ဆက်ခြင်းကလည်းလွတ်ပြတော့မှာလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိလာတယ်ဒါလို့တွေ့ရပါတယ်ဒါကြောင့်ဓမ္မမစ်ဆွေ ဒီနေ့ဒါကကျွန်တော်ရဲ့เนาะခရိယန်ရဲ့ဤဥရိတာဖြစ်ပါတယ်ကိုတိုင်းပြည်မှာကိုနေတဲ့နေရာကိုတိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက်ကိုအဖြစ်ကိုဘလောက်ပဲစန့်ကျင်ပါစေဘလောက်ပဲနှောက်ရှက်ပါစေဘလောက်ပဲကဲ့ရဲ့ပါစေကိုကပြန်ပြီးကဲ့ရဲ့ခြင်းစန့်ကျင်ခြင်းတုံ့ပြန်ခြင်းဖြည့်ရှင်းခြင်းလို့ဆက်မလို့ပေါ့တချို့ကမဖြည့်ရှင်းတဲ့ခါမှာနှုတ်ဆက်ရင်ဝန်ခံရောက်တယ်ဩော်ဒါကတော့ လောကစကားပါကွယ်တမတမချမ်းသာမှာတော့အဲ့လိုမရှိပါဘူးနော်ကျွန်တော်တို့အရာရာမှာတီးခံဖို့ချစ်ဖို့ခွန့်လွတ်ဖို့ဒါပဲတင်ပေးပါတယ်ပြန်ပြီးတုံ့ပြန်ဖို့မပြောပါဘူးနှုတ်နဲ့လည်းမတုံ့ပြန်ခိုင်းပါဘူးနော်ကိုယ့်ကိုမေးလာတယ်ဆိုရင်တော့နော်ဖြေရှင်းရမှာပေါ့အဲ့လိုမဟုတ်ပဲကဲ့ရဲ့နေတဲ့ကိစ္စတွေကဘာမှပြောစရာအကြောင်းမရှိပါဘူးဘာပဲလုပ်ရမလဲဆိုတော့နော်ခုနတိုင်းပြောတဲ့အတိုင်းပဲ တိုင်းသူပြည်သားတွေအားလုံးအတွက်ဆွတောင်းပေးရမယ်သူတို့ကတင်ချင်းရတမတရားသေးဖို့ပြင်မေတ္တာပို့ရမယ်ဘုရားခင်သူတို့ကောင်းချီးပေးပါကြာမချင်းချမ်းသာခြင်းကြွယ်ဝခြင်းညီတဲ့ဝမ်းမြောက်ခြင်းပေးပါမေတ္တာပို့ရမယ်ပြင်လည်းသူတို့ကကိုရောကျေးဇူးမတင်တတ်ပေမဲ့သူတို့တက်ကျွန်တော်ကျေးရောချင်းမောပါတယ်ကိုရောမီကိုရောလေကိုရောရေမဆကိုရောနေကိုရောမိုးရာတိဥတုအခမဲ့ပေးတယ်ဟာ ဘုရားသခင်ကျူးတင်ပါတယ်ဆိုတော့ကျူးတော့ချင်းမရမှာဖြစ်တယ်အဲ့ဒါဆိုရင်တော့တင်ဟာတင်နေတဲ့အတိုင်းပြီပါเนาะတင်လက်ထက်မဟုတ်တော့မှ နောင်လာနောင်တာလက်ထက်ကြရင်လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိလာကြမယ်တင်နေတဲ့အတိုင်းပြီဟာเนาะယုံကြည်သူများအများစုရှိတဲ့တိုင်းပြီဖြစ်လာလိမ့်မယ်သူတို့ပြတ်ကြပါစေလို့ဆုတောင်းကောင်းချီးပေးနေနေကောင်းချုပ်ပါရယ် ဖျားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်